မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ7ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းလိုင်သာရမြို့နယ်အနောက်ပိုင်းစီမံအုပ်ချုပ်ရေးကောင်စီဝင်ကျော်သူဝင်းခေါ်ရွှေမန်းနဲ့ကိုရီးအရာရှိတို့ကိုဒီကနေ့မနက်ပိုင်းမှာတော်လိုင်းတပ်များကဝင်ရောက်ပစ်ခတ်ရာဒဏ်ရာအပြင်းထန်ရရှိသွားပြီးတော့တေဆုံးနိုင်ခြေရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်ဒီကနေ့အော်တိုဘာလ23ရက်နေ့မနက်9:00နာရီအချိန်ဝင်းကျင်ကလိုင်သာရမြို့နယ်17ရပ်ကွက်မှာလိုင်သာရမြို့နယ်အနောက်ပိုင်းစီမံအုပ်ချုပ်ရေးကောင်စီဝင်အဖွဲ့ဝင်နှစ် ကြော့သူဝင်းခေါ်ရွှေမန်းနဲ့ကိုရီးအရာရှိတို့ကို Golden Valley Warriors ရဲဘော်များကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။လက်ရှိမှာကြော့သူဝင်းခေါ်ရွှေမန်းနဲ့၎င်းရဲ့ကိုရီးအရာရှိတို့ကိုစေယုံကားနဲ့တဲဆောင်သွားတယ်လို့သိရပါတယ်။ကြော့သူဝင်းခေါ်ရွှေမန်းမှာရင်ဘတ်ဖောက်ဝင်ဒဏ်ရာနှစ်ချက် ဝဲဘက်လက်ဖွားဖောက်ဝင်ဒဏ်ရာတစ်ချက်ကြည်စံထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့၎င်းရဲ့ကိုရဲအရာရှိကတော့ဥကောင်းဖောက်ဝင်ဒဏ်ရာနှစ်ချက်ရရှိကလူနာတင်ကားနှစ်စီးနဲ့ဆေးရုံကိုပို့ဆောင်လိုက်တယ်လို့သိရပါတယ်ကျော်သူဝင်းနဲ့ကိုရဲအရာရှိထိတယ်ဆေးရုံရောက်နေတယ်အဲ့ဒါပဲအတီးပြုလို့ရသေးတယ်တေမသေးတော့မသိရသေးဘူးလို့ Golden Valley Warriors တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်လိုင်တာယာမြို့ကန်လည်းဖြစ်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်လဲဖြစ်တဲ့ကျော်သူဝင်းဟာမဝေမနေရစစ်မှုထမ်းဆက်တဲ့အတွက် လိုင်းသာယာမြို့နယ်ကလူငယ်၈၀၀ကျော်ကိုစစ်တပ်ထမ်းကိုအမည်စရင်ပေးပို့ခဲ့ပြီးတော့အတင်းအဓမ္မစစ်မှုထမ်းခိုင်းခဲ့တဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။ရရှိထားတဲ့သတင်းအချက်အလက်တွေအရလိုင်းသာယာဟာရန်ကုန်တိုင်းအတွက်စစ်မှုထမ်းအများဆုံးထုတ်ပေးတဲ့မြို့နယ်အဖြစ်ထိပ်ဆုံးကနေရပ်တည်နေပြီးတော့အဲ့ဒီဖြစ်စဉ်အတွက်အဓိကအဆုံးဖြတ်ကိုလိုင်းသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဆုံးဖြတ်အတည်ပြုခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ကျော်သူဝင်းခေါ်ရွှေမန်းဟာအခုနှစ်မှာမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်ဖြစ်လာခဲ့ပြီးတော့ ၎င်းရဲ့စီးပွားရေးအမ်ပါရာကိုချက်ထွင်နိုင်ခဲ့တယ်လို့သိရပါတယ်။စားတောက်ကုန်လုပ်ငန်းများရေတန့်ဆက်ယုံ convenience store များနဲ့အိမ်ချမ်းမြေရောင်းဝယ်ရေးလုပ်ငန်းများနဲ့တဟုံတို့ကြီးပွားချမ်းသာလာသူဖြစ်တယ်လို့သိရပါတယ်။၎င်းပိုင်ဆိုင်တဲ့ရွှေမန်းအိမ်ချမ်းမြေလုပ်ငန်းဟာစစ်ဘက်အရာရှိတချို့ပအဝင်ပတ်သက်နေပြီးတရုတ်လုပ်ငန်းရှင်တဦးကလည်းငွေကြေးထက်ဝင်ထားတယ်လို့သိရပါတယ်။ကျော်သူဝင်းခေါ်ရွှေမန်းဟာလိုင်းသာယာမြို့နယ်အတွင်းကျူးကျော်များကိုအင်အားသုံးပြီးဖယ်ရှားခြင်း မဝင်မနေရစစ်မှုထမ်းစနစ်အတွာစက်ရုံအလုံသမားလူငယ်များကိုအတရားဓမ္မစစ်တပ်အแทးကိုဆေးလွတ်ခြင်းတို့ကြောင့်လိုင်းတာယာမှာနာမည်ဆိုးနဲ့ကြော်ကြားတဲ့လိုင်းတာယာမြို့နယ်ရဲ့အုတ်ချုပ်ရေးအကြီးအကဲဖြစ်တယ်လို့သိရပါတယ်။ပြည်သူများရဲ့တိုင်တန်းချက်အရာအခုလိုမျိုးအုတ်ချုပ်ရေးထောက်တိုင်ကြီးတစ်ခုလုံးကိုရှင်းလင်းလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ Golden Valley Warriors တပ်ဖွဲ့အနေနဲ့ရန်ကုန်မြို့မှာရှိတဲ့အကြမ်းဖက်စစ်တပ်နဲ့ဆက်ဆက်တဲ့မြို့နယ်စီမံအုတ်ချုပ်ရေးကော်မတီဝင်များနဲ့ လုပ်ငန်းရှင်များကိုစီရင်ပြုစုထောက်လှမ်းထားပြီးတော့၎င်းတို့အားလုံးကိုပြတ်မှတ်ထားတိုက်ခိုက်နိုင်ရန်လှုံ့ဆော်သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီကနေ့မှာရန်ကုန်မြို့၊လှိုင်သာမြို့နယ်၊လှိုင်သာမြို့နယ်အုပ်ချုပ်ရေးယုံကပြန်လာတဲ့ လိုင်းသာမြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဝင်ကျော်သူဝင်းနဲ့၎င်းရဲ့ကိုရဲအရာရှိဖြစ်သူတို့ကိုအနီးကပ်တုတ်တင်ရှင်းလင်းရေးမစ်ရှင်ကိုဖော်ဆောင်ခဲ့တယ်လို့သိရပါတယ်။တော်လိုင်းရဲဘော်များကတော့လုံခြုံရာနေရာကိုရောက်ရှိပြီလို့သတင်းထုတ်ပြန်ထားတယ်လို့သိရပါတယ်။လိုင်းသာမြို့နယ်စက်တရက်ကွက်မှာပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်များကလိုင်းသာတမြို့နယ်လုံးကိုပိတ်ဆို့ပြီးတော့စစ်ဆဲမှုများကိုလုဆောင်ခဲ့တယ်လို့သိရပါတယ်။ဘရင်အောင်ဒရာအောင်စေရဒရာရွှေပြည်သားဒရာများကိုလည်းယာယီပိတ်ဆို့စစ်ဆဲမှုများလုဆောင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာရီတိုင်းရေပြူမြို့နယ်ရေပြူတရားထိတ်မှာစစ်စေးရေးလှုပ်ဆောင်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်ပစ်ခတ်ရာ၄ဦးသေဆုံးပြီးတနက်တက်လက်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။အော်တိုဘားလ7ရက်နေ့ညနေ3နာရီခန့်အချိန်မှာရေပြူမြို့နယ်ရေပြူတရားထိတ်မှာပြည်သူများကိုနှီးမျိုးစုံနဲ့စစ်စေးအကြမ်းဖက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝင်ရောက်ပစ်ခတ်ခဲ့ရာအပြန်အလှန်ပစ်ခတ်မှုတနင်္လာရီဝန်းကျင်ကကြာမြင့်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအပြန်အလှန်ပစ်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့ပြီးတော့အများအပြားထိခိုက် ဒဏ်ရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့ MA3 တနက်တလ 7.62G 120တောက် 5.56G 600တောက် G ပေါက်5ခုဓာတ်တလစကားပြောဆက်တလုံး 89အသီး6လုံး၊ဤနာကဘုံဒီနှလုံး၊လက်ပြဘုံတစ်လုံး၊လက်ကင်ဖုံနှလုံး၊ကြီးကားပြားတစ်ခု၊ equipment တစ်ခု၊ drone တစ်စင်း၊ DJI Air 3 112 volt battery ငယ်တစ်လုံးတို့ကိုတင်စီရရှိခဲ့တယ်လို့သိရပါဗါဒ်၎င်းတိုက်ခိုက်မှုကိုဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNA လေးရေပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF ဘီလုံးပြောက်ကြားတပ်ဖွဲ့နဲ့ချက်တက်နဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ပြည်သူများအနေနဲ့လည်းတနိုင်ငံလုံးအတိုင်းအတာနဲ့စစ်စင်ရေးများကိုအရှိန်ဟုန်တုံးမြင့်စွာဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်စီရဲအထူးအသည့်တရိပ်ပြူသွာလာနေထိုင်ကြရန်ဒဝဲအမျိုးသားလွတ်မြောက်ရေးတပ်တော် DNL ကတောင်းအရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မြေပုံမြို့နယ်တောင်ဆိုင်ကမ်းတိုင်နယ်အတွင်းမှာရှိတဲ့ရောချောင်းတရားနဲ့အရက်သားတွေနေထိုင်တဲ့နေအိမ်တချို့ကိုစစ်ကောင်စီတပ်ကလေးချောင်းကနေလေးချိန်တိုင်တိုင်လာရောက်ဘုံကျဲချခဲ့မှုကြောင့်တရားနဲ့နေအိမ်တချို့ပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလာ၁၂ရက်နေ့ညနေ9:45မိနစ်မှာတစ်ချိန်6:40မိနစ်မှာတစ်ချိန်ည7:40မိနစ်မှာတစ်ချိန် ည7:00နာရီ40မိနစ်မှာတစ်ချိန်စုစုပေါင်း၄ချိန်တိုင်တိုင်ပေါင်900ဘုံးနဲ့လာရောက်ပစ်ချခဲ့တယ်လို့သိရပါဗါတယ်အသက်29နှစ်အရွယ်ရောချောင်းဒေသခံအမျိုးသားတဦးက၄ချိန်တိုင်တိုင်ဘုံးကျဲချသွားတာပါပေါင်900ဘုံးနဲ့ကျဲချသွားတာပါအရန်ကိုစိုးရပါတယ်ထိခိုက်မှုကတော့ရှိပါတယ်အများပြည်သူသွားလာနေတဲ့တံတားပျက်စီးသွားပါတယ်လို့ပြောဆိုထားပါတယ်ဘုံးကျဲချမှုကြောင့်နေအိမ်၅လုံးပျက်စီးခဲ့ပြီးအဆောက်အဦတချို့ကားနှက်စီးပျက်စီးခဲ့ကရောချောင်းတံတားတောင်ပချမ်းအပိုင်းဟာအောက်ခံတန်တယ်နဲ့အခင်းများ လူသွားလူလာလို့မရတဲ့အထည်ကိုပျက်စီးသွားတယ်လို့သိရပါဗျ။နောက်ထပ်အသက်35နှစ်အရွယ်ဒေသခံအမျိုးသားတဦးကလည်းစစ်တပ်ကအခုရက်ပိုင်းတပြည်နယ်လုံးကိုလေချောင်းနဲ့ပတ်ပြီးတော့ဘုံကျဲနေတာပါ။ရောချောင်းဘက်ကဒါကပထမအချိန်လာကျဲတာပေါ့။မနေ့ကညနေ9နာရီကနေဖုန်းလိုင်းတွေအကုန်ပြတ်သွားပြီ။ဘုံလာကျဲတဲ့ရောချောင်းတရာတလျှောက်ကြေးရွာသားတွေအကုန်လုံးလဲထွက်ပြေးနေရတယ်လို့ပြောဆိုခဲ့ပါဗျ။အော်တိုဘားလ10ရက်နေ့ကလည်း ကြောက်တော်မြို့မဈေးကိုဘုံတလုံးနဲ့အထာကနဲ့စာတင်ချောင်းဝင်းထဲကိုဘုံတလုံးစစ်ကောင်စီလေးချောင်းကနေဘုံကျဲခဲ့တဲ့အတွက်ကလင်းငယ်တအုပ်အပါဝင်တေဆုံးထိခိုက်ဒဏ်ရာရှိသူရှေးဦးထက်မင်းရဲ့ခဲ့တယ်လို့သိရပါတယ်အော်တိုဘလ9ရက်နေ့ညနေ7:00နာရီကျော်ကလည်းတောင်ကုန်းမြို့နယ်တန်လွဲဒေသရွာမချေးရွာကိုစစ်ကောင်စီကလေးချောင်းကနေဘုံကျဲချခဲ့မှုကြောင့်အပြစ်မဲ့အရသားပြည်သူ16ဦးထက်မင်းရဲ့တေဆုံးက6ဦးထက်မင်းရဲ့ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကရခိုင်ပြည်အတွင်းကတောင်ပိုင်းဒေသတန်တွဲတောင်ကုန်း ဂွဒေတာများကိုနေစဉ်ဆိုသလိုစိတ်ကောင်းစီကဘုံကျဲတိုက်ခိုက်မှုများပြုလုပ်နေပြီးတော့အရသာနေထိုင်ရာမြို့ရွာများကိုဥတီပြတ်မှတ်ထားပြီးတော့တိုက်ခိုက်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုတန်ရေတာရှိမြို့နယ်တဖန်းစင်ရွာနာရီအခမ်းအနားနဲ့ရွှေကစောင်းရွာကိုစစ်ကောင်စီတပ်ကဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ရာတားမိ၂ဦးအပါအဝင်ပြည်သူ၃ဦးသေဆုံးပြီး၉ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့အောက်တိုဘာလ၃ရက်နေ့မနက်ပိုင်းမှာ စွာမျိုးအရှိတ်၄မိုင်ခန်းအကွာစစ်တောင်းမြေအနောက်ဘက်ကမ်းမှာရှိတဲ့တဖန်းစိတ်ကြီးရွာမှာနာရီအခမ်းအနားပြုလုပ်နေတဲ့အချိန်ရေထီးတရားမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်က drone နဲ့၃ချိန်ထက်မနည်းဘုံးကျဲတိုက်ခိုက်ရာတဖန်းစိတ်ကြီးရွာနေပြည်သူမတဲနဲ့၎င်းရဲ့ကလင်းငယ်တအူးကိုချစ်ဦးတို့တိတ်ဆုံးခဲ့ပြီးတော့ရှစ်ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျာ။ဒါ့အပြင်အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားများက ရွှေကစားကျေးရွာကိုလည်း drone နဲ့ထမှန်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးတော့ကျေးရွာနေပြည်သူမမခိုင်ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးတော့လက်ရှိအချိန်မှာစေရုံကိုပို့ဆောင်ထားရတယ်လို့သိရပါတယ်။တပ်ဖမ်းစင်ရွာမှာကနာရီတစ်ခုရှိတယ်။အဲ့ဒီနာရီအခမ်းအနားမှာလူတွေစုနေတဲ့အချိန်ဘုံကျဲချတာဘာတိုက်ပွဲမှမရှိဘူး။ကိုချေဦးကတော့ပွဲချင်းပြီးဆုံးသွားတယ်။ဒဏ်ရာရတဲ့သူတွေကမသေးရဲ့သူ့ရဲ့ကလေးငယ်တအုပ်ရဲ့ဒဏ်ရာပြင်းထန်လို့ထမှန်တေဆုံးသွားပါတယ်။အလုံးပေါင်းတေဆုံးသူက၃ဦးရှိသွားပြီ။ပြင်းထန်ဒဏ်ရာရတာက၈ဦးရှိတယ်လို့သိရတယ်။ရွှေကစားကျေးရွာကိုစစ်တပ်က ထမှန်ပြီးတော့ကျဲချလို့ရွှေကစောင်းကြီးရွာက မမခိုင်ဆိုတဲ့အမျိုးသမီးတအုပ်လဲဒဏ်ရာအပြင်းထန်ရလို့စေးရုံကိုတင်လိုက်ရပြီကျဲတဲ့နေရာကရေထီးတရားကနေကျဲနေတာမနေ့က drone နေစင်နေတယ်လို့သတင်းရထားတယ်ခင်တန်းကြီးရွာဖုန်ကြီးเจ้าမှလည်းစစ်ခွေးတွေစခန်းချထားတာရှိတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အဲ့ဒီတဖန်းစင်ကြီးရွာဟာအင်ဂျီ125လုံးခန့်ရှိပြီးတော့အကြမ်းဖက်ဆက်တက်ကနှစ်ချိန်မိရှုခံထားရတဲ့ကြီးရွာတရွာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်တန်နီရွာပြူစောတိစခန်းမှာတာဝန်ကျနေတဲ့ရဲတပ်သားတအုပ်လက်နက်နဲ့အတူအလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။မနေ့ကအော်တိုဘားလာ၁၂ရက်နေ့မနက်၁၀နာရီခန့်ကကဏီကျေးရွာပြူစောတိစခန်းမှာတာဝန်ကျနေတဲ့ရဲတပ်သားတအုပ်ဟာ MA3 အမျိုးသားတနက်တက်လက်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗါတယ်။အလင်းဝင်ခဲ့တဲ့ရဲကိုတော့ပကဖအဖွဲ့ကပဲတာဝန်ယူပြီးတော့ဆောင်ရွက်ထားပါတယ်လို့ Barmy Speak of Defense Force BPDF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်အလားတူပဲဒီကနေ့အော်တိုဘားလ73ရက်နေ့မြိုင်မြို့မှာရဲစခန်းကရဲတပ်ဖွဲ့ဝင်တအူးရဲ့ဇနီးဖြစ်သူမယူယူဇာက G3 တနက်တက်လက်ကိုယူဆောင်လာပြီးတော့စင်ရိုင်းရာဇာပြည်သူ့ကာကွယ်ရေးအဖွဲ့ထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်လို့အဲ့ဒီအဖွဲ့ကတာဝန်ရှိသူကပြောဆိုခဲ့ပါတယ်နောက်ဆက်တွဲသိရတာကတော့တနက်ပိုင်းရှင်ရဲကတော့ထိုးကြိတ်ခံနေရတယ်အလင်းဝင်လာတဲ့ရဲရဲ့မိန်းမကိုတော့ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပါတယ်လို့အဲ့ဒီအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။